ဒီကနေ့မနေ့မှာတော့ဒါနိုင်ငံခြားက channel တော်တော်များများကဂျက်ရှွာဘန်နဲ့ဘန်ဒူဂျာရဲ့ထူပွဲကြီးဆိုရဲပုံစံမျိုးနဲ့ထူနေကြတဲ့ဗီဒီယိုဖိုင်တွေသူတို့မှဒါတင်လာကြတာဖြစ်တဲ့အတွက်တချို့သောပရိသတ်တွေကသူတို့ရဲ့ဒါပိုစတာကြီးကိုကြည့်ပြီးဟိုဂျက်ရှွာဘန်နဲ့ဘန်ဒူဂျာကြီးကတကယ်ပဲထိုးသက်ခဲ့ကြပြီလားဆိုပြီးတော့ဒါလာမေးကြတယ်ပေါ့နော် ဆိုတော့အခုလိုမျိုးဟိုအထင်မှားမှုတွေမဖြစ်အောင်ကျွန်တော်အနေနဲ့ဟိုအရေးပေါ်ပြည်သက်တွေကိုအသိပေးချင်တာရှိတယ်ပေါ့နော်ဆိုတော့ Joshua Ban နဲ့ Banruja ရဲ့ထိုးပွဲကြီးကတော့ကျွန်တော်တို့ဒီစင်ပါလာ6ရင်းနေဆိုပေမဲ့ဒါမြန်မာနိုင်ငံမှာဆိုရင်ခနေနေ့တလင်းကနေနေ့မနေ့ဆက်တနာကြီးလောက်မှာကျွန်တော်အနေနဲ့ကြည့်ရမှာဖြစ်ပါတယ်။เนาะတိတိကျကျကိုကျွန်တော်အနေနဲ့ပြည်သက်တွေကိုပြောပြခြင်းနဲ့မနေ့ဆက်တနာကြီးလောက်မှာ တို့နှစ်ယောက်ရဲ့ဒုကောင်ပွဲကိုကျွန်တော်နေနဲ့ကြည့်ရမှာဖြစ်တယ်ဒီပွဲကတကယ်ကိုမှအစမ်းချိန်တင်မဲ့ပွဲကြီးဖြစ်တယ်တကယ်လို့ဒါဂျက်ရှွာဘန်သာပန်တိုဂျာယူကိုအနိုင်ရယူထားပြီဆိုရင်တော့ဖြစ်ပထမဆုံးဒါကဘာဘောကအာရှຫນွယ်ဖွာเนาะအရှိတောင်အရှနိုင်ငံတွေတဲက အာရှနွယ်ဖွား UFC Champion ဖြစ်လာမှာဖြစ်ပြီးတော့ပြီးတော့ကျတော့ UFC ရဲ့သမိုင်းတစ်လျှောက်မှာဒုတိယအသက်ငယ်ဆုံး Champion ဖြစ်လာနိုင်တာပါဆိုတော့ဒီ2 point နဲ့ဘတ်သက်ပြီးပန်ဒိုဂျာရဲ့ဒီကနေ့မှာပါပြောလာလေးဆိုတော့သူတို့ကမှဒါသူ့အတူလေးယုံကြည်မှုပြရှိနေပါတော့ ဂျိုရှွာဘန်နေနဲ့တဲ့သူ့ကိုနိုင်ဖို့ဆိုရင်နောက်ထပ်ဆန်နဲ့เนาะကျွန်တော်စူးစမ်းစူးစမ်းနိုင်ပါသေးတယ်တဲ့เนาะသူ့ကိုနိုင်ဖို့အတွက်ချန်ပီယံဖြစ်ဖို့အတွက်ဆိုရင်နောက်ထပ်ဆန်နဲ့စူးစမ်းလေဒါဘာမှဖြစ်သေးဘူးပေါ့လေသူကအသက်ငယ်သေးတယ်ပေါ့เนาะဒါမှမဟုတ်ဒီပွဲကတော့သူ့အတွက်ပါပဲတဲ့အဲသူကဒီချန်ပီယံ ဟိုကပတ်ကြီးကိုဆက်လက်ပြီးတော့ကိုင်းမြောက်ပြမယ်လို့ဒါဘန်ဒိုဂျာကြီးအသီးလင်းကိုဆိုထားတာပေါ့နော်ပြောချင်တာကတော့ဂျိုရှူအာဘန်ကအသက်ငယ်သေးတယ်ပြီးတဲ့ခါကျတော့သူ့ကိုဒီပွဲမှာနိုင်နိုင်မှာမဟုတ်ဘူးဟိုချန်ပီယံတယောက်ဖြစ်ဖို့ဆိုရင်နောက်ထပ်ဆယ်နှစ်ကြိုးစားလဲဘာမှမဟုတ်သေးပါဘူးကွာနော်သူ့အနေနဲ့အသက်ငယ်သေးတယ်အများကြီးကြိုးစားပိုင်ခွင့်ရှိသေးတယ်ဒါပေမဲ့ဒီပွဲကကျတော့ဂျိုရှူအာဘန်နိုင်မပွဲမဟုတ်ဘူးသူဆက်လက်ပြီးတော့ကပတ်ကိုကိုင်းမြောက်မယ်ပွဲဆိုပြီးတော့အသီးလင်းကိုချိန်ညားထားပဲဖြစ်ပါတယ်စရိတ်ကကျတော့နော်ပြည်သက်တွေအထင်မှားနေတဲ့အကြောင်းအရာတစ်ခုကပါလေဂျိုရှူအာဘန်ပွဲက ဒီနေ့လာတာမဟုတ်ဘူး။အော်ပြောပြချင်တာနော်။ဟိုဗာလဲအဲဒီဇင်ဘာလခဏနေမနက်7:00လောက်မှာချိန်ရမယ်။ဒီတရားကပန်ဒိုဂျာတော့ဂျော်ရှွာဘန်ကတေချာပေါ့ရှုံးမယ်လို့ဆိုထားပြီဖြစ်ပါတယ်။နောက်ထပ်ဆန်ဆိုစူးစမ်းအောင်လို့ဆိုထားပြီဖြစ်ပါတယ်။